ဆရာနာသိမ်းပြီးတဲ့နောက်ပိုင်းလွန်ခဲ့တဲ့၄နှစ်ခွဲကာလအတွင်းမှာပညာရှင်တွေသတင်းသမားတွေတက်ကြွလှုပ်ရှားသူတွေနဲ့တခြားသောဝေဖန်သုံးသက်သူအများပြားဟာလက်ရှိပြည်တွင်းဆေးရနောက်ဆုံးရလက်နဲ့ပတ်သက်ပြီးအမျိုးမျိုးသောကြိုတင်ခံမှန်းချက်တွေကိုပြုလုပ်ခဲ့ကြပါတယ်။အစပိုင်းမှာတော့တိုင်းပြည်ရဲ့အင်အားကြီးမားတဲ့စစ်တပ်ဟာတိုးဝါလာတဲ့အတိုက်ခံလှုပ်ရှားမှုတွေကိုနှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက်ခံမှန်းချက်များစုဟာစေယောစုဘက်ကအသာပေးပြီး အစိုးမြင်တဲ့ဘက်ကိုအတော်လေးရင်ခဲ့ကြပါတယ်။2020ပြည်နှစ်ရွေးကောက်ပွဲရလဒ်ကိုအတိမတ်ပြုဖို့နဲ့ဒီမိုကရေစီစံနဲ့အစိုးရစနစ်ကိုချက်ချင်းပြန်သွားဖို့မြန်မာနိုင်ငံတွင်းမှာရောပြည်ပမှာပါကြကြပြန့်ပြန့်ထောက်ခံ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။အရင်ကလည်းအချင်းချင်းဖြစ်ခဲ့တယ်လို့ပဲစေုပ်စုကိုစန့်ကျင်တဲ့ပုံကန်ထကြွမှုကိုတနင်္ဂနွေလုံးအတိုင်းတာနဲ့ရရဆက်ဆက်နှိမ်နှင်းခံရလိမ့်မယ်လို့ကျွမ်းကျင်သူအများပြားကခံမှန်းခဲ့ကြပါတယ်။ ကြခင်မှာပဲဆရာနာရှင်စနစ်ဆန့်ကျင်ရေးအင်အားစုတွေဟာလက်နက်ကင်ခုခံတော်လှန်ရေးဘက်ကိုကူးပြောင်းခဲ့ပါတယ်။သူတို့ဟာတိုင်းပြည်ရဲ့နေဆက်တလျှောက်အခြေစိုက်တဲ့တိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်း EO အများပြားရေးအကူအညီကိုရယူခဲ့ကြပါတယ်။အဲဒီနောက်တော်လိုင်းရင်အင်အားစုတွေရဲ့လှုပ်ရှားမှုတွေနဲ့စီလုံးညညွတ်မှုတွေတဖြည်းဖြည်းတိုးတက်လာတဲ့အခါမှာတော့လေလာသုံးသက်သူတွေဟာသူတို့ရဲ့ခံမှန်းချက်တွေကိုပြန်လဲချိန်ညှိလာကြပါတယ်။သူတို့က လွန်ကျွန်းအကောင်းမြင်တာကိုသတိထားဖို့ဆက်လက်သတိပေးနေပေမယ့်အရင်ကထက်အများကြီးပိုပြီးထိရောက်တဲ့ခုခံတော်လှန်မှုတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာကိုတော့လက်ခံလာကြပါတယ်2023ခုနှစ်နှောင်းပိုင်းမှာတော့ EO တွေနဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့မဟာမိတ်တပ်ဖွဲ့တွေဟာတမိုင်းဝင်စစ်စင်ရေးအောင်ပွဲတွေဇက်တိုက်ရရှိခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့တချို့ပုံကိုယ်တွေကအစိုးရစုမချခင်ပြုတ်ကြတော့မယ်လို့ယုံကြည်ချက်ရှိရှိဟောကိန်းထုတ်ခဲ့ကြပါတယ် င်ငံတကာလေ့လာသူတချို့ကလည်းစေယောစုဟာဘုံဘုံလဲအခြေအနေကို ရောက်နေပြီလို့သုံးသပ်ခဲ့ကြပါတယ်2025ခုနှစ်ဇန်နဝါရီလမှာတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကစစ်ကောင်စီဟာတနိုင်ငံလုံးကမြို့နယ်330နဲ့32ရာခိုင်နှုန်းကိုပဲထိန်းချုပ်နိုင်တော့တယ်လို့ကြေညာခဲ့ပါတယ် BBC ကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုမှာလည်းစေယောစုဟာနိုင်ငံရဲ့27ရာခိုင်နှုန်းကိုပဲထိန်းချုပ်နိုင်တော့တယ်လို့တောင်းဖော်ပြခဲ့ပါတယ်ဒါပေမဲ့ ီလိုပြောဆိုချက်တွေကိုတော့တတိထသုံးသပ်ဖို့လိုပါတယ်။ဥပမာအားဖြင့် BBC ရဲ့လေလာမှုမှာအတိုက်ခံတွေတိမ့်ပတ်ရရှိခဲ့တဲ့ဆိုတဲ့နည်းမျိုးအများစုဟာလူနေကျပါပြီးတောတောင်ထူထပ်တဲ့ဝေးလံခေါင်ပြားဒေသတွေဖြစ်တယ်ဆိုတဲ့အချက်ကိုထည့်သွင်းဖော်ပြဖို့ပြက်ကွက်ခဲ့ပါတယ်။ဒီကာလတစ်လျှောက်လုံးတော်လိုင်းအင်အားစုကိုထောက်ခံသူတွေဟာပြည်ရင်းစင်ရလက်ပေါ်မှာအကောင်းမြင်စိတ်တွေရှိခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီကောင်းမြင်စိတ်ဟာအဖြစ်ပြက်တွေကိုဓမ္မဒိဋ္ဌန်ကြကြ လိလာတုံးသက်မှုတစ်ခုနဲ့တော့အတည်ပြုဖို့ခက်ခဲခဲ့ပါတယ်။မှားယွင်းတဲ့ချက်လက်တွေတရင်မှားဖြန့်ဝေမှုတွေနဲ့ဖြန့်ကျင်တဲ့စံနာကိုရှေ့တန်းတင်မှုတွေပေါင်းဆက်ပြီးသူတို့ဟာဒီမိုကရေစီရရှိရေးနဲ့တိုက်ပွဲနဲ့ပတ်သက်လို့လက်တွေ့မကြားတဲ့ဟော်ကိန်းထုတ်မှုတွေအများပြားပြုလုပ်ခဲ့ကြပါတယ်။ The Economist Magazine မှာတော့တိုက်ခန်းတွေဟာသူတို့ကိုယ်တိုင်ဖြန့်ဝေတဲ့ဝါရဖြန့်ချည်ရေးကို သူတို့ကိုယ်တိုင်ပြန်ယုံကြည်တဲ့အန်ဒရယ်နဲ့ရင်ဆိုင်နေရတယ်လို့ဝေဖန်သုံးသပ်ခဲ့ပါတယ်။ တမိုင်းကရှင်းရှင်းလင်းလင်းပြသခဲ့တယ်လို့ပဲစေအောင်စုကမကြခင်ကြာဆုံးတော့မယ်ဆိုတဲ့ခံမှန်းချက်တွေဟာအတော်လေးစောလွန်ခဲ့ပါတယ်တကယ်တမ်းမှာတော့ပြီးခဲ့တဲ့6လအတွင်းစေအောင်စုဟာရောင်းနေသွားတဲ့စိတ်ရင်အားကိုပြန်လည်ဖြည့်တင်းနိုင်ခဲ့ပါတယ်လက်နက်တွေပြန်လည်တက်စင်နေပြူဟာတွေပြန်လည်မုံမှန်ကအရင်ကဆုံးရှုံးခဲ့တဲ့နယ်မြေတချို့ကိုတောင် ပြန်လည်ရယူနိုင်ခဲ့ပါတယ်နောက်ပိုင်းကအီးရိုတချို့ကိုလည်းသူတို့ရဲ့ဆက်သွယ်ရေးနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ပြစ်မယ်လို့တရုတ်နိုင်ငံဘက်ကချင်း6ဖိအားပေးလာပါတယ်။ယခုခါမှာတော့မြမအရေးစောင့်ကြည့်နေသူတွေဟာပို့ပြီးတော့ချင်း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 ပြောဆိုလာကြပါတယ်။အနာကဖြစ်ပျက်တွေကိုသုံးသက်တဲ့ခါမှာသတိထားဖို့အကြံပြုလာကြပါတယ်။တမ်းပြည်ရဲ့စီရင်အခြေအနေဟာအလွန်ပြောင်းလဲလွယ်ပြီးအဲ့ဒီအတွက်ကျွန်တော်တို့ရဲ့အသိပညာမှာလက်ဟာမှုတွေဟာအများကြီးရှိတော့မှာပဲ။ဒါပေမဲ့ မဟာဗျူဟာမြောက်တစ်ဖက်နဲ့တစ်ဖက်အသာစီးမရနိုင်တဲ့အခြေအနေဆိုတဲ့စကလုံးမျိုးကိုယခုခါမှာပို့ပြီးအသုံးများလာတာကို တွေ့ရပါတယ်။လိလသုံးသက်သူအနေငယ်ကသာစစ်ကောင်စီအပြည့်အသက်အနိုင်ရမယ်လို့ခံမှန်းကြပါတယ်။ဒါပေမဲ့အများစုကတော့စေအုပ်စုဟာပုံစံတစ်မျိုးမျိုးနဲ့ဆက်လက်ရှင်သန်နေနိုင်သေးတယ်ဆိုတာကိုလက်ခံလာကြပါပြီ။ဥပမာ ပြောင်းလဲလာတဲ့ကမ္ဘာနိုင်ငံရဲ့အခြေအနေတွေကစစ်ဘုတ်ချုပ်တွေကိုနိုင်ငံတကာစက်ခုံပေါ်မှာနေရပူပြီးလာတယ်ဆိုတာကို ထောက်ပြလာကြပါတယ်။တမိုင်းခေရတဲ့ချိန်ကနိုင်ငံတကာတိုင်ဝမ်တစ်ခုလုံးနေပါရှုံချခဲ့တဲ့စစ်အုပ်စုဟာယခုခါမှာတော့အတိမတ်ပြုမှုမဟုတ်တောင်နိုင်ငံတကာရဲ့တီးခံမှုကိုတိုင်းတာတစ်ခုထိစတင်ရရှိလာနေပြီဆိုတဲ့ခံစားချက်မျိုးတိုးပွားလာနေပါတယ်။မြန်မာစစ်အုပ်စုကိုနိုင်ငံတကာအစည်းအဝေးတွေမှာပို့ပြီးတော့ဖိတ်ကြားလာကြပါတယ်။ စစ်ဘက်အရာရှိကြီးတွေဟာသူတို့ရဲ့မဟာမိတ်ရုရှားနဲ့တရုတ်နိုင်ငံတွေစီကိုတာမကအခြားနိုင်ငံရဲ့ချခရီးစဉ်တွေကိုပါပို့ပြီးတော့အသွာလာနေကြပါတယ်။2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပဖို့ရှိတဲ့ရွေးကောက်ပွဲဟာပြည်သူကိုယ်သားပြုမှုလုံးဝမရှိတဲ့အတိတ်ပဲမဲတဲ့လူရောင်ပွဲတစ်ခုသာဖြစ်ပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီရွေးကောက်ပွဲကနေဆိုရတဲ့တခုတော့ထွက်ပေါ်လာမှာပါ။အဲ့ဒီဆိုရကိုမြန်မာနိုင်ငံရဲ့အင်းကြီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံများပြားကတိုင်းတာတစ်ခုထိအတိမတ်ပြုမှုပေးပေမဲ့လက္ခဏာတွေရှိနေပါတယ်။အနာဂတ်မှာရေးပါတဲ့အစိုးရလုပ်ငန်းဆောင်တာတွေကိုစစ်တပ်ကပဲထိရောက်စွာဆက်လက်ထိန်းချုပ်ထားလိမ့်မယ်ဆိုတာကိုဒီနိုင်ငံတွေဘက်ကလက်ခံလို့တဲ့သဘောထားရှိနေပြီးသားဖြစ်နေပါတယ်။ဒီထဲမှာအထူးသတိပြုစရာကောင်းတာကတော့တရုတ်နိုင်ငံမှာပဲတရုတ်ကຫນွေဥဒေါ်လာကြီးအစောပိုင်းမှာမပြတ်မသားဖြစ်နေပုံရပါတယ်။ အခုခါမှာတော့စစ်ဘုံကျုပ်တွေဖက်ကိုပို့ပြီးတော့ခိုင်ခိုင်မာမာရက်တီလာနေပါတယ်။ပေကျင်းရန်အဓိကအကျိုးစီးပွားတည်မြဲဖို့ဆိုရင်စေအုပ်စုနဲ့အတူရောင်ရွေးကောက်ပွဲနှစ်ခုစလုံးကိုထောက်ခံပေးတဲ့အပေါ်မူတည်နေတယ်လို့တရုတ်ကဆုံးဖြတ်လိုက်ပုံရပါတယ်။ဒါပြင်မြန်မာနိုင်ငံတဲကတရုတ်ပိုင်ဆိုင်မှုတွေကိုပုဂလိကလုံခြုံရေးတပ်ဖွဲ့တွေနဲ့ကာကွယ်တာမြန်မာနိုင်ငံရဲ့မြောက်ပိုင်းနယ်စပ်က EO တွေပေါ်ဖိအားပိုပေးတာတွေလည်းလှုပ်ဆောင်လာပါတယ်။လွတ်လပ်တဲ့မြန်မာရေးလေးလာသူ ဒေးဗစ်မက်တီဆန်နဲ့တခြားသူတွေထောက်ပြခဲ့တယ်လို့ပဲ NUG ဟာလက်ရှိမှာပြဿနာများပြားနဲ့ရင်ဆိုင်နေရပါတယ်။နိုင်ငံရေးအရာရောစီးရေးအရာပါစိတ်ဝမ်းကွဲပြားနေပြီးတိုင်းပြည်ကိုထိန်းချုပ်နိုင်ဖို့အတွက်ဘုံမဟာဗျူဟာတစ်ခုပျောက်ဆုံးနေပါတယ်။သူတို့ဟာစီးရဲတုံးတက်မှုကိုမခံနိုင်တဲ့ရည်မှန်းချက်ကြီးကြီးမားမားပြောဆိုမှုတချို့ကိုလည်းပြုလုပ်ခဲ့ပါတယ်။သူတို့အတွက်အခွင့်အလမ်းပြတင်းပေါက်ဟာပိတ်တော့မဲ့ပုံရှိနေပါပြီ။ ပုံမှုကြီးမားတဲ့ထောက်ပံ့မှုတွေမရခဲ့ရင်တဖြည်းဖြည်းနဲ့ညှိုးနှံပြောက်ွယ်သွားမယ်အန္တရာယ်လည်းရှိနေပါပြီ။ဒီချက်တွေကလည်းလေလာသုံးသက်သူတွေအတွက်ရှေ့လာလာကိုကြည့်မြင်နိုင်ဖို့ခက်ခဲစေပါတယ်။မြန်မာနိုင်ငံကဖြစ်ပျက်တွေကိုနားလည်ဖို့ဆိုရင်ဓမ္မဒိဋ္ဌံကြားတဲ့တက်တည်ထောက်ထားပေါ်ခြေခံပြီးလေလာသုံးသက်ဖို့ပါပဲ။ဒါမှသာလက်တွေကြကြသုံးသက်ချက်တွေဖြစ်လာနိုင်မှာပါ။ဒီလိုလေလာသုံးသက်မှုမျိုးဆိုတာမြန်မာပြည်တွင်စစ်ပြီးသွားလိမ့်မယ်။ ဒါမှမဟုတ်ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေမကြားခင်မှာတမ်းပြည်ကို အပြေးအဝထိန်းချုပ်နိုင်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်တွေကိုတော့အာမပေးပါဘူးမြန်မာနိုင်ငံဟာလိလသုံးသက်သူတွေပေါ်အမြဲတမ်းအံ့အားသင့်စေနိုင်စွမ်းရှိပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတော့လက်ရှိအခြေအနေရဲ့နမိတ်ပုံတွေဟာတမိုင်းတစ်ပတ်ပြောင်းလဲဖို့စေယုတ်စုဆက်လက်ရှင်သန်ဖို့တိုက်ခန့်အင်အားစုတွေအစိုက်စိတ်မှမှကွဲပြီးမင်းမိန်သွားဖို့နဲ့ မြန်မာပြည်သူတွေရဲ့ဒုက္ခတွေဆက်လက်တည်ရှိနေဖို့ကိုပဲညွန်ပြနေကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဆောင်းမရှင်အန်ဒရူးစရဲ့ဆောင်းပါလက်ရဖြစ်ပါတယ်ဆောင်းမရှင်ဟာဩစတြေးလျနိုင်ငံပရစ်စပိန်မြို့အခြေဆိုင် The Griffith Asia Institute မှာအပမောက္ခတူလေဖြစ်ပါတယ်ခင်ဗျာ